ရှောင်းတင်လာတယ်တော့အကုန်လုံးရှောင်းလိုက်ပါတယ်ဟုတ်ကဲ့တူမသိဘူးနာရန်ဟူးလာတာပြောအစားလာတာမမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုရင်မှအချိန်ရလဲညဒီဟိုပေါ့နော်2နာရီခွဲ3နာရီဆိုတော့ကွယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာ ဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ကူးသွားမလားဆိုရဲစိုးရိမ်စရာတော့ရှိခဲ့ပါတယ်။ဟာရွတ်တယ်ရွတ်တယ်။ကျွန်တော်တောက်လျှောက်ပရီကျွန်တော်တောက်လျှောက်ပရီနဲ့စင်နေတယ်ဖျားဖျားစာရည်နဲ့တောက်လျှောက်ရွတ်နေတာပေါ့နော်။ဟုတ်ပြန်မှာတော့ကိုကိုရိုင်းလည်းအဲဂျုံမှုတာမျိုးလည်းမရှိပါဘူး။ကိုကိုရိုင်းတော့မကြုံဘူး။မမြင်ဘူးပေါ့နော်။ဖက်ကွေးညက်ကိုတက်တိုက်ဆဆိုင်ရုံတင်လို့ရသွားတယ်ပေါ့နော်။အဲတော့သူကထွေးချသွားတယ်ပေါ့။ပြီးတော့ဟယ်လိုဝင်းမှာလည်းကိတို့တွေနော်ဟိုတခုခုပေါ့ပရိသတ်တွေတက်လဲစုံတွေ့ဖို့အစီအစဉ်ရှိပါတယ်။ အဲ့ဒါလည်းမကြမီကြီးညာပါမယ်ဟုတ်ရပါတယ်အကုန်လုံး team တစ်ခုလုံးကဒါအမှုပညာရှင်ဘာမမတွေရောအဲတက်ပညာရှင်တွေရောအကုန်လုံးတစ်ဖွဲ့လုံးအင်လိုက်အားလိုက်ကြိုးစားထားတဲ့အတွက်ကြောင့်ပေါ့လို့ရင်းခုန်ပါတယ်တင်ငင်ကြရတဲ့ပြဿနာတွေအများကို စီဖြစ်ပါတယ်လို့နေရာတွေအထက်မှာပြောချင်ပါတယ်ဒီကားကပေါ့နော်မက်ကင်းနဲ့တော့ကျွန်တော်ဒီဝိပညာလို့ဆက်လုပ်ခဲ့ချိန်မှာအမဟောကနီကနေပြီးတော့အဒီဗီဒီယိုကားတကားတော့ရိုက်ခဲ့ဘူးရယ်အဲဒါပေမဲ့ဒီကားကတော့ဒါပထမဆုံးရွေးချယ်ကားအနေနဲ့မက်ကင်းနဲ့ပြန်လည်ပြီးတော့အဆယ်စုနှစ်တစုစာကြာပြီးတဲ့ချိန်မှာပြန်ပြီးတော့စုံစည်းခွင့်ရတာပေါ့နော်ဆိုတော့အရင်လဲရင်းခုန်တယ်ပြီးတော့ဟိုဒီလင်းငုံနဲ့ ျွန်တော်ဘက်ကလည်းကိုတည်ဖြစ်အောင်ပေါ့နော်လင်းငုံကိုအရေးကြီးနေတဲ့အဲ youth site တဲ့စောင့်ရှောက်တဲ့အဲသူ့ဘက်ကနေရေရက်တီပေးတဲ့ကိုတည်ဖြစ်အောင်တော့အကောင်းဆုံးကြိုးစားဖို့ပေါ်ထားပါတယ်ဆိုတော့ဒီအခုလာမဲ့32ရက်နေ့ကနေစပြီးတော့ဒီနောက်ဝင်တွေကတနင်္ဂနွေလုံးမှာပြတ်သားမှာဖြစ်တဲ့အတွက်ပိတ်သက်ရဲ့ feedback ကဘယ်လိုလာမလဲဆိုတာတကယ်ကိုရင်ခုန်သွားတဲ့ဆောင်းပါးတွေပါတယ်။ဒီမြောက်မှာနောက်ဝင်တွေပြတ်ပြီးတော့ဒါ ကောင်းတာကြည့်နေအခုခံကတော်တော်ပြင်းပန်းနေတော့ပြောရတဲ့ဟာအရင်ကနေစိတ်ပြန်လာတာလေးတိကျနေတယ်ဘယ်လိုလဲပြောပါဦးလေးပါဆက်အဲ့ဒါကတော့လေမရိုက်ခင်ကတည်းကရင်ဒရိုက်တာကိုဝင်းနဲ့ထွက်နေတယ်တိုင်းနေတယ်တကယ်တမ်းတကယ်လဲပုံထက်ကဒီလိုတွေ့ကြုံနေရှိခဲ့တယ်ဆိုတော့သူမျက်မြင်ကိုတွေ့နေရှိတော့တကယ်အစ်စ်တွေကိုသိရတာပေါ့နော်အဲ့တော့ကိုလည်းအားသာဆိုရင်ဘယ်လိုလုပ်မလဲအဲပြုပြီးတော့ပြုပြီးကိုကိုက ချုပ်ပြီးပြင်ထားရတာပေါ့နော်။ဘယ်နေရာမှာဘယ်ခန်းမှာဘယ်လိုလုပ်မလဲ။ဘယ်လိုတန်ဖိုးနဲ့သွားမလဲ။ဘယ်လိုချိန်လဲ။ဘယ်ကိစ္စဒီထဲမှာအဟို changes လေး step လေးတွေရှိပါလား။ဆိုတော့ဒီလိုလေးချိန်ပြီးတော့တော့ကြည့်ကြတော့။အော်ဒါလေးအောင်နဲ့လည်းဒီ character လိုက်ပါတယ်။ကိုထက်နဲ့ကိုထက်ကလည်းအစ်စင်ပြေအကုန်လုံးလဲဒါသူနဲ့ဟိုပတ်တိဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ပါကျွန်တော်ဒီပိုတီဆိုတဲ့ character ဖြစ်ဖို့ ਆ ဆိုရင်လဲဒါကျွန်တော်အများကြီး 調査အထုတ်ထားရတယ်ဘာလို့လဲဆိုတော့ဟိုဒီပိုတီဆိုရဲဒီလင်းကုန်ကိုရမ်းချစ်တဲ့ဇော်သားကောင်လေးပေါ့နော်သူ့နေရာမှာဆိုကျွန်တော်မနက်မင်းနာနဲ့အဲ့လိုအသားညိုတဲ့ကျွန်တော်ဆိုဒီပိုတီဖြစ်ပေါ်လာတော့ဒီဒီကားထဲမှာဆိုကျွန်တော်ကုန်းနေစားထားတယ်ပေါ့နော်ဒီတွားတွေကိုနည်း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 ညစ်ပတ်အောင်ပေါ့နော်ဆိုတော့အဲ့ကုန်းတွေကစားလို့စားတာမရှိဘဲနဲ့စားတော့ဒီထုံးတွေပေါက်ပြီးတော့ဒီကုဆောင်လေးဆိုတော့အရန်ပြဲပြီးတော့အဲ့လိုအမတ်တရားတွေကတော့အများကြီးပါပဲ။ဟုတ်ကဲ့ ဆိုင်ယုံတင်လို့ရသွားတယ်ပေါ့နော်ပြီးတော့သူကထွေးချသွားတယ်ပေါ့ပြီးတော့ Halloween မှာလည်းကစ်တို့တွေနော်ဟိုတခုခုပေါ့ပြည်သက်တွေတည်းစုံတွေ့ဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါလည်းမကြမီကြီးညာပါမယ်ဟုတ်ကဲ့ဆက်တက်တက်လို့ပါဟုတ်ကဲ့ပြောကိုရလည်းတရားတရားပဲများများလုပ်ရအောင်များလုပ်ရအဲ့ပွဲဟိုပေါ့ပရောရတယ်တောင်းမရတာရှိတာပေါ့အဲပုံမှန်လည်းတရားတရားလုပ်တဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့စကားရိုက်တဲ့အချိန်မှာပို့ပြီးတော့ ုလုပ်ဖြစ်တာပေါ့နော်။ဒါပြောတော့ပြောဝန်သားတွေပါတယ်။မစားဘူး။အဲရှောင်းတင်တာတွေတော့အကုန်လုံးရှောင်းလိုက်ပါမမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုတဲ့ဒီမှာအချိန်ကလည်းညဒီဟိုပေါ့နော် နှစ်နာရီခွဲသုံးနာရီဆိုတော့ကွယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ပူးသွားမလားဆိုရယ်စိုးရိမ်စရာတော့ရှိခဲ့ပါတယ်။ဟာရွတ်တယ်ရွတ်တယ်။ကျွန်တော်တောက်လျှောက်ပရီကျွန်တော်တောက်လျှောက်ပရီနဲ့စိတ်နေတယ်ဖျားဖျားစာရည်နဲ့တောက်လျှောက်ရွတ်နေတာပေါ့နော်။ဟုတ်ပြန်မှာတော့ကိုကိုရိုင်းလည်းအဲဂျုံမှုတာမျိုးလည်းမရှိပါဘူး။ကိုကိုရိုင်းတော့မကြုံဘူး။မမြင်ဘူးပေါ့နော်။တိမ်မတီကတော့အချက် romance အိမ်တော်လေးဇာတ်ပေါ့နော်။ဒါကတော့ဟိုလူတွေခုနှစ်ရက်သားသမီးကြိုက်တဲ့ဇာတ်မျိုးပေါ့။အချက်ရဲ့အိမ်တော်ရဲ့ romance တာပဲဒီဇက်ဒီနတ်ဝင်တဲ့ကြတော့တင်ကြီးလဲကိကြိုက်တယ်ကိလဲ romance drama ကိုအာတန်လဲကြိုက်တဲ့သူပဲဒါပေမဲ့အများနဲ့ကိုကအဲအဲ့လိုမျိုးဇက်လဲရိုက်နေလို့လည်းမရပြန်ဘူးပေါ့နော်ဒီဇက်ကြတော့ဘာပို့ပြီးတော့ပို့ပြီးတော့ဟိုပေါ့နော်ခက်တာရိုက်ရတာခုနပြောသလိုဟောလာလေပတ်နဲ့တော့ဝိညာဉ်ပတ်နဲ့တော့ဇက်ရဲ့ဒီဆောက်ပုံရတယ်ခိရအရမ်းများတယ်ဇက်အိမ်လည်းကြီးတယ်ပြီးတော့လူတွေလည်းအများ ဆက်ရံနေမင်းသားတွေအားစတကယ်ကိုသူတို့ပေါ့နော်အရန်တော်တဲ့သူတွေပဲပါတယ်ပေါ့ပြီးလူအားလူရင်အားလည်းသုံးထားတယ်ဆက်တင်နေရောပြီးတော့ဟိုဒီရဲ့ဟိုပေါ့နော်ဟို location တွေရော crop တွေရောရှိအကုန်လုံးပေါ့တောင်းစီအောင်ခဲ့ရတာပေါ့နော်ဒီလိုမျိုးစားတဲ့ဒါကြောင့်နည်းနည်းလေးပို့ပြီးတော့တာဝန်ကြီးရပါပေါ့